ဆိုဗီယက်စင်နဲ့ဟင်းဝီရဲ့ရမင်္ဂလာသတင်းနဲ့ပတ်သက်ပြီးပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်တနာဂီယုနာတတ်တာခံနေရတဲ့ဆိုင်းစင်တွန်ခံပရိသတ်များအလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်။မကြခင်မှာမင်္ဂလာဆောင်တော့မဟင်းဝီရဲ့နဲ့ဆိုဗီယက်စင်တို့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်တဲ့စကားတစ်ခွန်းကြောင့်ပရိသတ်တွေတနာတာခံနေရတာကတော့ဆိုင်းစင်တွန်ခံဖြစ်ပါတယ်။ တချို့ကလည်းဆိုင်းစစ်တုံခမ်းအောင်ဆိုပြတဲ့စဉ်ကိုကျင်ပေါ်ရုတ်တံဇလန်တွဲမှာလို့အပြင်မှာလည်းတစ်ဖက်သက်ကြိုက်နေရလားလို့ထင်ကြပေးကြပါတယ်။အလုံးသေးကြတဲ့အတိုင်းခုရပိုင်းနေမှာတော့ဟင်းဝရရဖခင်ဦးဝင်းကိုကတားဖြစ်သူဟင်းဝရကိုအခုနှစ်မှာမကြခင်လာပိုင်းအတွင်မှာပဲပရိသတ်တွေသဘောတူတဲ့သူနဲ့ပေးစားတော့မယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်လည်းပရိသတ်အများစုဟာဟင်းဝရကိုဆိုပြတဲ့စဉ်နဲ့ပေးစားတော့မယ်လို့ထင်ကြပေးကြပါတယ်။ အားလုံးသိကြရတဲ့ဟိဝီယန်နဲ့ဆိုဗီယက်သင်းတို့ဟာအနုပညာလောကထဲမှာပရိသတ်တွေသဘောတူပေးကြတဲ့အနုပညာရှင်ဇုံတွဲဖြစ်နေပါတယ်။အထူးသဖြင့်တော့ဟင်းဝီယန်ကအနုပညာလောကထဲမှာတခြားသောမင်းသမီးတွေနဲ့ရင်းရင်းနှီးနှီးမနေပဲဆိုဗီယက်တစင်တယောက်ထဲနဲ့သာနေတာဖြစ်တယ်လို့ဆိုဗီယက်တစင်ကလည်းဟင်းဝီယန်ကလွှဲရင်တခြားမင်းသားတွေနဲ့ကင်ကင်ရှင်းရှင်းနေတတ်ပါတယ် ဒါအပြင်ဟင်းဝင်းရဲ့နယ်စုပိသဇင်တို့ဟာသူတို့ကိုယ်တိုင်သာရင်းနေတာမျိုးမဟုတ်ပေနှစ်ဖက်မိဘတွေကလည်းသဘောတူရင်းနေရကြောင်းပြည်သက်တွေကရှစ်ပေးနေကြတဲ့အနုပညာရှင်ဇုံတွဲလေးဖြစ်နေရပါဘူး ဒါကြောင့်လည်းဟင်းဝင်းရဲ့နေဆိုးပြတဲ့စင်တို့ဟာလိုက်ဖက်တဲ့ဇုံတွဲလေးအဖြစ်အမှုပညာအလုပ်တွေကိုလည်းအတူတူလုပ်ကံကွင်းရနေရဖြစ်ပါတယ်။အခုခါမှာတော့ဟင်းဝင်းရဲ့ရဖခင်ကသားဖြစ်သူကိုပရိသတ်တွေထင်နေတဲ့မိန်းကလေးနဲ့ပေးစားမယ်လို့ပြောခဲ့ရကြောင်းအမှုပညာအတိုင်းဝိုင်းအလုံးကဟင်းဝင်းရဲ့လက်ထက်မဲ့သူကဆိုးပြတဲ့စင်လို့ထင်နေကြပါတယ်။ဒီလိုမျိုးအခုချိန်မှာစိုင်းစီတုံခန်းကတော့ဟင်းဝင်းရဲ့လက်ထက်မဲ့သူကဘယ်သူမှမသိပါဘူးလို့ပြောခဲ့ရဖြစ်ပါတယ်။ ဆိုင်စီတွန်ခိုင်းကတော့သူဟာဟင်းဝင်ရဲ့တော်တော်လေးကိုယင်းနေကြောင်းအမြဲတမ်းလည်းအတူတူတောက်ဖြစ်စားပြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဟင်းဝင်ရဲ့လက်ထက်မဲ့သူကဘယ်သူမှမသိဘူးလို့ပြောခဲ့ရပါဒီလိုမိခွန်းတွေကိုဖြေနေချိန်ဆိုင်စီတွန်ခိုင်းရဲ့မျက်လုံးကရီဝေဝေဖြစ်နေရကြောင်းဆိုင်စီတွန်ခိုင်းကအသေးကွေးနေရလားဆိုပြီးပရိသတ်တွေကတော့ထင်ကြီးပေးနေကြပါတယ်။ ဆိုင်းစင်တုန်ခမ်းတဲ့အစိုးပြတဲ့စင်တို့ဟာကျင်းပေါ်ဇလန်တွဲမှာလိုက်ပတ်ညီစွာနဲ့အကောင်ဆုံးတရုတ်ဆောင်နိုင်ခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းတချို့သောပြည်သက်တွေကတော့ဆိုင်းစင်တုန်ခမ်းကိုအစိုးပြတဲ့စင်ကိုသဘောတူနေကြပါတယ်။ ဒါကြောင့်လည်းဆိုင်းစစ်ဒုက္ခနဲ့သူမကိုမရှိပေးကြဖို့အတွက် post တောင်တင်ခဲ့ရပါသေးတယ်။ဒါပေမဲ့ဂျင်ဘောဇလန်တွင်းမှာတော့ဆရာတစ်ဖြစ်လဲဆိုင်းစစ်ဒုက္ခဟာဆိုဗစ်သင်္ကေတတခြားလူနဲ့ပါသွားတာကြည့်နေရသလိုအပြင်မှာလည်းဟင်းဝရံနဲ့ပါသွားမှာကိုကြည့်ရမှာပါ။ဒါကြောင့်ဆိုင်းစစ်ဒုက္ခဟာဆိုဗစ်သင်္ကေနဲ့ဟင်းဝရံရဲ့အမင်္ဂလာကိစ္စကိုမသိကြအောင်ဆောင်ကဆွေးမြေ့နေရဖြစ်မယ်လို့ထင်ကြပါတယ်။ တချို့ကလည်းဆိုင်းစစ်တုံခန်းကိုအားပေးခြင်းနေကြတာဖြစ်ပါတယ်။ဆိုင်းစစ်တုံခန်းကအဟင်းဝရံကိုမိဘကိုယ်တိုင်ကသဘောတူတယ်။စီစဉ်ပေးတာကိုကိုသားငယ်ကကံကောင်းနေပါပြီလို့ဖွင့်ဟပြောသွားခဲ့ပါတယ်။ဒီလိုမေးခွန်းဖြစ်နေချိန်မှာဆိုင်းစစ်တုံခန်းရဲ့မျက်လုံးမှာအသေးကွဲနေတဲ့ပုံရိပ်တွေကိုလည်းမြင်တွေ့ရပါတယ်။ပရိသတ်ကြီးတွေကရောမင်းသားကျော်ဆိုင်းစစ်တုံခန်းနေနဲ့မင်းသမီးကျော်လေးဆိုဖီးသင်ပေါ်မှာခံစားချက်ရှိနေမယ်လို့ထင်လားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။